ကြခင်မှာကျင်းပမယ်2025ခုနှစ်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာအသိပညာပေးနှိုးဆော်မှုများအတက်တက်ကြွစွာနဲ့ပါဝင်လာခဲ့ကြတဲ့နိုင်ငံကျော်အနုပညာရှင်များမင်္ဂလာပါပရိသတ်ကြီးရှင်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမယ်2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတက်အသိပညာပေးနှိုးဆော်မှုများရိုက်ကူးရမှာနိုင်ငံကျော်အနုပညာရှင်များပါဝင်ရိုက်ကူးခဲ့ကြောင်းသိရပါတယ် ထို့သူရွေးကောက်ပွဲဆိုင်ရာပြည်သူအသိပညာပေးနှိုးဆော်ပွဲများရိုက်ကူးရမှာရုပ်ရှင်လူပညာရှင်များဖြစ်ကြတဲ့အကယ်ဒမီပြည်တီဦးအကယ်ဒမီဆိုင်ဆိုင်ခန်းလိုက်အကယ်ဒမီထွန်းထွန်းအကယ်ဒမီရွှေထူတရုတ်ဆောင်ညီနန်းတာ ဟိဝေယံပိုင်တကွန်အောင်ရင်လင်းအလင်းရောင်တိုင်ရောလွှမ်းပိုင်ကြော့ထက်အောင်ထူအောင်အကယ်ဒမီချွေးရွာဘူအကယ်ဒမီခိုင်တင်းကြီးအကယ်ဒမီအိမ်ရွာကျော်စင်အကယ်ဒမီစိုးပြေသစင် အကယ်ဒမီဖွေးဖွေးအကယ်ဒမီဝတ်မုံရွှေကြီးအကယ်ဒမီချောင်းရတနာအကယ်ဒမီအေးမြတ်သူအကယ်ဒမီရွှေမုံရတီအကယ်ဒမီခင်ဝင်းဝါမိုးဟေကိုရွှန်းဝတီလွင်မိုးပိုးမမီတာရတနာဘိုးတရုတ်ဆောင်တင်စာဝင်းကျော်တရုတ်ဆောင်ဖူးစုံနော်ဖောအေထားစောင်းဝင်းရီမေမေပကြီးတဲစုငိမ့်မေမီကိုကိုနဲ့ရွှေသမီးတို့ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါတယ် အခုလိုမျိုးရွေးကောက်ပွဲဆိုင်ရာနှိုးဆော်ပွဲဗီဒီယိုရိုက်ကူးဖို့အတွက်အနုပညာရှင်အားလုံးမဖြစ်မနေပါဝင်ရမယ်လို့ညွှန်ကြားချက်တွေလည်းထွက်ထားခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့2021အာနာသိန်းစင်ကာလာတုန်းကအာနာသိန်းမှုကိုအပြင်းအထန်ကန့်ကွက်ခဲ့ကြတဲ့အနုပညာရှင်တွေလည်းပါဝင်ရိုက်ကူးခဲ့ကြတာပဲဖြစ်ပါတယ်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပပါမှာဖြစ်ပါတယ် ရွေးကောက်ပွဲမှာသည်ပုံမကောင်းမွန်သောအနာဂတ်စီတို့ဒီမိုကရေစီပန်းနိုင်စီမဲပေးခြင်းဖြစ်တို့လမ်းချီတိုင်းပြည်သားရာဝါပြောရေးနိုင်ငံသားတိုင်းမဲပေးပေးနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဦးဆောင်နိုင်သူရွေးချယ်သူပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနှစ်သာပေါ်ဆောင်နိုင်မှာဖြစ်ပါတယ်လူမှုစီးပွားဖွံ့ဖြိုးဖို့ရွေးကောက်ပွဲပြင်စတင်ဖို့နိုင်ငံအနာဂတ်ကောင်းမွန်ဖို့မဲယုံသွားပြီးမဲပေးဖို့ဒီမိုကရေစီခိုင်မြဲဖို့မဲယုံသွားပြီးမဲပေးဖို့ ဒါကြောင့်ပြည်သူအလုံးကရွေးကောက်ပွဲကြီးမှာပါဝင်မဲပေးပြီးဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွပေါ်ဆောင်ကြပါစို့နိုင်ငံခြားကြောင်ဖို့မဲယုံသွားပြီးမဲပေးလို့